ဒီကနေ့မနေ့အားလုံးနဲ့အတူတူကခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ရှိမပေးလူမယ်ဆိုတာထက်ရှိတဲ့ထဲကနေပေးလူတာကိုဘုရားသခင်ပုံနေတတ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ခွာပေးချင်တာဖြစ်ပါတယ်အခြေပြုကျမ်းတစ်ကျမ်းဖတ်ပါမယ်ရှင်လုကာခရစ်ဝင်ခန်းကြီး27အငယ်1ကနေ4အထိဖြစ်ပါတယ်မုတ်ဆိုးမရဲ့အလူအကြောင်းဖြစ်ပါတယ်ကျွန်တော်ဖတ်ပြမယ်နော်ရှင်လုကာခရစ်ဝင်ခန်းကြီး27အငယ်1ကနေ ထိုနောက်ကိုတော်ဒီမျောချိ၍ငွေရတတ်တော်သူတို့ဒီအလိုဒါနကိုဗန္နာတိုက်ထဲတို့တွင်းချဒီကိုမြင်တော်မူ၏စင်းရဲတော်မုတ်ဆိုးမတယောက်ဒီလေကြီးနီဒင်းကနှပြာတွန်းချဒီကိုမြင်တော်မူလင်ငါမန်ဆိုဒီက ထိုစင်းရဲတော်မုတ်ဆိုးမဒီအခြားတော်သူအပေါင်းတို့ထက်တာ၍တွန်းချပြီ အကြောင်းမူကားထိုသူအပေါင်းတို့သည်မိမိတို့ကြွယ်ဝတော်စည်းစိမ်ထဲကနှုတ်၍ဖျားသခင်၏အလူတော်စုထဲသို့တွင်းချကြ၏ထိုမိမမူကားအလွန်စင်းရဲလျက်ပင်မိမိအသက်မွေးစရာအဥ္စာရှိသူများကိုတွန်းချလေပြီဟုမိန်တော်မူ၏တစ်ချိန်တော့ကသခင်ယေရှုခရစ်တော်ကဗိမာန်တော်တနေရာမှာရက်ပြီးတော့မှတကူးတကာစောင့်ကြည့်နေတယ်တဲ့ဘာကိုစောင့်ကြည့်နေရလဲဆိုတော့ အလူခံဘုံကိုစောင့်ကြည့်နေရဘယ်သူတွေကဘလို့ထဲ့နေရလဲဘာစိတ်နဲ့ထဲ့နေရလဲဆိုတော့နှလုံးသားကိုထိုးဖောက်မြင်နိုင်တဲ့သခင်ယေရှုခရစ်တော်ကကြည်နေတယ်တဲ့အဲ့တော့အဲ့ဒီအချိန်မှာငွေရတတ်တဲ့သူမူရင်းဂရိကျမ်းမှာဆိုလို့ရှိရင်ပတ်စံချမ်းသာတဲ့သူတွေပေါ့ကွယ်ပတ်စံချမ်းသာတဲ့သူတွေက လာပြီးတော့မှ အထုတ်လိုက်အထုတ်လိုက်အများကြီးဘန်နာတိုက်ထဲမှာပေးလူတယ်တဲ့ဟုတ်ပါတယ်ဒီလူတွေကလည်းဖျားသခင်ကိုချစ်လို့เนาะသူတို့ရှိတဲ့ထဲက သူတို့ချမ်းသာကြွယ်ဝမှုထဲကနေယူပြီးတော့မှဘန္နာတိုက်ထဲမှာပေးလူပါတယ်ဒါကိုမားတယ်လို့သခင်ယေရှုခရစ်တော်မပြောဘူးနော်ဒါကလုံးဝမားတယ်အပြစ်ရှိတယ်လို့သခင်ယေရှုခရစ်တော်မပြောခဲ့ဘူးနော်သခင်ယေရှုခရစ်တော်ဘာပြောခဲ့လဲဆက်ပြီးမှနားထောင်ရအောင်သခင်ယေရှုခရစ်တော်စကားမပြောခင်မှာနောက်ထပ်ဒုတိယလူတစ်ယောက်ကပတ်စံလာထဲ့တယ်တဲ့အဲ့ဒီဒုတိယလူတစ်ယောက်ကမုတ်ဆိုးမှဖြစ်တယ်မုတ်ဆိုးမှဆိုတာယောက်ျားတည်ပြီးတဲ့နောက်ပိုင်းမှာသူတယောက်ထဲအသက်ရှင်နေရတဲ့အမျိုးသမီးကိုပြောတာ ယောက်ျားရှိတယ်ဒါပေမဲ့ယောက်ျားဆုံးသွားတယ်အဲ့တော့အမျိုးသမီးတယောက်တည်းအသက်ရှင်ကျန်ရေးခဲ့တယ်နောက်ထပ်ယောက်ျားယူလာဆိုမယူတော့ဘူးဆိုတော့အဲ့ဒီအဲ့ဒီလိုမျိုးအမျိုးသမီးကိုမှုတ်ဆိုးမလို့ခေါ်တယ်ဆိုတော့ဒီမှုတ်ဆိုးမတယောက်ကလာပြီးတော့မှပတ်စံပေးလူတယ်တဲ့နော်ကျဲစာထဲမှာတကူတကသူ့ကိုဘလို့တေးတေးချာချာရေးလဲဆိုတော့စင်းရဲတော့မှုတ်ဆိုးမတယောက်ဆိုမှတကူတကရေးတာဒီမှုတ်ဆိုးမဟာအရှိကလူနဲ့ပြောမယ်ဆိုရင်လုံးဝ opposite ဆန့်ကျင်ဘက်အရှိကလူထဲလိုက်တဲ့လူတွေကတကယ်ချမ်းသာတဲ့သူတွေပတ်စံလည်းအများကြီးထည့်ခဲ့တယ် ဒါပေမဲ့ဒီမုတ်ဆိုးမကတကယ်ဆင်းရဲတာရှေ့ကလူနဲ့နိုင်ရင် तू တကယ်ဆင်းရဲတာလုံးဝဆင်းရဲတာဒါပေမဲ့သူ့ရဲ့ပေးလူမှုကိုဖရာသခင်အတိမတ်ပြူတာ तू ပေးလူမှုကအများကြီးထည့်လိုက်လို့လားမဟုတ်ဘူးဘလောက်လဲဒင်းကားပြနှစ်ပြားပဲထည့်တာအရှိကတထေးသားတွေကအပုံလိုက်အပုံလိုက်အကြီးကြီးများကိုတုံထည့်တာလူအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဘသူပုံများလဲလူအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တထေးသားထည့်တာပုံများတာပေါ့ဥပမာဒီကနေ့အတင်းတော်မှာအလူခံခွက်ခံတဲ့အခါမှာတထေးသားကပတ်စံ ဟိုဗမာငွေပတ်စံအထက်လိုက်နော်အထက်လိုက်ဗမာငွေပတ်စံတင်းတရာလောက်ဘုံဆိုထဲလိုက်တယ်လူတွေအားလုံးကြည့်နေတယ်တင်းတရာလောက်ထဲလိုက်တယ်အိုးတော်လိုက်ဖះကိုချစ်လိုက်တာဒါပေမဲ့စင်ရတာမဟုတ်ဆိုမတယောက်ကအဖွားကြီးတယောက်ကအာတုံ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 လက်တုံ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 နဲ့အခေါင်တန်တရွက်ပဲကောက်ထဲလိုက်တယ်လူအမြင်မှာတင်းတရာထဲတဲ့သူ များတာလားမဟုတ်ဆိုမရဲ့ပတ်စံနည်းနည်းလေးထဲတာများတာလား လူအမြင်မှာကြည့်မယ်ဆိုရင်အဲ့ဒီသိန်းတရာထဲတဲ့တထေးသားထဲတဲ့ဟာအများဆုံးပဲဟုတ်တယ်နော်လူတွေအားလုံးသူ့လက်မှတ်ထောင်ဘုရားသခင်ကိုချစ်လိုက်တာဒါကလူတွေလူတွေရဲ့အမြင်ကျွန်တော်တို့ရဲ့အပြင်ပန်းကိုပဲကြည်တက်တဲ့အမြင်ဒါပေမဲ့ဘုရားသခင်ကအသွင်းနှလုံးသားကိုတည်တဲ့ဘုရားဖြစ်တယ်အသွင်းနှလုံးသားကိုကြည်တဲ့အခါမှာတဲ့သခင်ယေရှုခရစ်တော်ကဘလို့ပြောလဲဆိုဒီမုတ်ဆိုးမှထဲ့တာအများဆုံးပဲတဲ့တပည့်တော်တွေကအံ့ဩတယ်ဟာ ဒီမုတ်ဆိုးမကဒင်းကပြနှစ်ပြားပဲထဲတာလေတခင်ဘာလို့များနေရလဲဟိုမာလေးအထက်လိုက်ထက်လိုက်ထဲတာကိုကျတော့တခင်ကများတယ်လို့မပြောဘာလို့ဒီပုတ်ဆိုးမကဒင်းကပြနှစ်ခုလေးထဲတာကိုများတယ်လို့ပြောရလဲတခင်ယေရှုခရစ်တော်သူ့ကိုရှင်းပြတယ်ဘာလို့လဲတခင်ယေရှုခရစ်တော်နှလုံးသားကိုတွေ့တယ်ဒီမုတ်ဆိုးမရဲ့အခြေအနေကိုလည်းသိတယ်တခင်ယေရှုခရစ်တော်ပြောတာဘာလို့လဲဆိုတော့ဒီမုတ်ဆိုးမကတဲ့သူရှိသမျှအားလုံးအားလုံးကိုထဲလိုက်တာတဲ့သူရှိသမျှအားလုံးကိုထဲလိုက်တာ သူမှဆင်းရဲတယ်သူမှဆင်းရဲတယ်သူစားဖို့တောက်ဖို့အဲ့ဒီဒင်္ဂါပြနှပြပဲရှိတာတဲ့ဒီသူစားဖို့တောက်ဖို့ဒင်္ဂါပြနှပြလေးကိုသူသူ့အတွက်မချန်ထားပဲနဲ့အကုန်လုံးထည့်လိုက်တာတဲ့တထေးသားတွေကတော့အဲ့လိုမဟုတ်ဘူးတဲ့တထေးသားတွေကတော့သူတို့မှအများကြီးရှိတဲ့ထဲကနေနည်းနည်းလေးပဲယူလိုက်မှထဲ့တာဒါပေမဲ့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကြောင့်နည်းနည်းလေးပဲယူထွက်လိုက်မှထဲ့တာကိုတော့မှလူတွေကအများကြီးတွေ့တာဥပမာပြောပြမယ် လူတယောက်မှာတိမ်ပေါင်းတထောင်ပိုင်ဆိုင်တယ်တိမ်ပေါင်းတထောင်ပိုင်ဆိုင်တယ်မုတ်ဆိုးမှာတယောက်မှာ သူတအိမ်လုံးမှာပတ်စံတထောင်ပဲရှိတယ်တိမ်တထောင်နဲ့ပတ်စံတထောင် လုံးဝမိုးနဲ့မြည်လို့ကွာခြားတယ်တထေးသားမှာရှိတဲ့ပတ်စံအလုံးပေါင်းရင်တိမ်ပေါင်းတထောင်ရှိတယ်မုတ်ဆိုးမှာပေါင်းလိုက်ရင်အကုန်လုံးတမိတောင်စုလုံးပတ်စံအိတ်ထဲမှာရှိသမျှအကုန်ပေါင်းလိုက်မှငွေတထောင်ပဲရှိတယ်ဗမာငွေဒါဥပမာပေးတာကွာခြားချက်ဥပမာပေးတာ ဆိုတော့ဖျားကြောင်သွားတဲ့ခါမှာဒီတကက်တထေးသားသိန်းပေါင်းတထောင်ရှိတဲ့တထေးသားကသူ့ရဲ့ရှိတဲ့ထဲကသိန်းပေါင်းတထောင်ထဲကသိန်းတရာလေးပဲယူမှအမှုတော်မြက်ထဲမှာလာထည့်တယ်။လူတွေအမြင်မှာသိန်းတရာအများကြီးပဲဟုတ်တယ်နော်။ဒီမုတ်ဆိုးမကလည်းသူ့မှာရှိတဲ့ပတ်စံတထောင်ကိုအကုန်လုံးယူမှလာထည့်လိုက်တယ်။ငွေတထောင်ပဲထည့်တာ။လူအမြင်မှာငွေတထောင်နဲ့သိန်းတရာဘယ်သူပိုများလဲ။သိန်းတရာပိုများတာဗောဟုတ်တယ်နော်။ဒါပေမဲ့သူတို့ရဲ့ အခြေအနေကိုတိတဲ့ဖယားသခင်ကကြီးလိုက်တဲ့အခါမှာမုတ်ဆိုးမကအကုန်လုံးလာထဲ့တာသူ့မှာတတောင်းပဲရှိတယ်အဲ့ဒီတတောင်းလုံးကိုလာထဲ့လိုက်တာတထေးရာသူ့မှာတိမ်ပေါင်းတတောင်းရှိတယ်တိမ်ပေါင်းတတောင်းအဲ့ဒီတိမ်ပေါင်းတတောင်းကိုအကုန်လုံးလာထဲ့တာမဟုတ်ဘူးတိမ်၁၀၀ပဲလာထဲ့တာနည်းနည်းလေးအဲ့ဒါကိုကြည့်မယ်ဆိုရင်ဘသူပုံများလဲဖယားအမြင်နဲ့ကြည့်မယ်ဆိုရင်မုတ်ဆိုးမကအများဆုံးပဲသူ့မှာရှိသမျှအကုန်ထဲ့လိုက်တာတကယ်လို့တထေးသားကမုတ်ဆိုးမနဲ့ level ချင်းတူချင်းတယ်ဆိုရင်တိမ်ပေါင်းတတောင်းလုံးအကုန်လုံးလာထဲ့ရမှာ အဲ့လိုပြောလိုက်လို့အခုနားထောင်နေတဲ့သူတွေရှိသူများအကုန်လုံးထိရမယ်လို့မဆိုလို့ဘူးနော်ယုံကြည်ခြင်းသူ့အဆင့်နဲ့သူရှိတယ်အဓိကဒီကနေ့မနေ့ကျွန်တော်အားလုံးကိုအလင်းပေးခြင်းနဲ့အရာတစ်ခုကပါလဲဆိုတော့ပေးလူချင်းဆိုတာဘလောက်များများပေးလူလိုက်ပြီဆိုတာထက်နှင့်အတွက်ဘလောက်ခြံခဲ့လဲအဲ့ဒါကိုဖျားတခင်ကြည်တာထပ်ပြောမယ်နော်ထပ်ပြောမယ်နော်ပေးလူချင်းဆိုတာသင်ဘလောက်ပေးလူလိုက်ပြီဆိုတာထက်နှင့်အတွက်ဘလောက်ခြံခဲ့တယ်လဲဆိုတာဖျားတခင်ကြည်တာ ဘာလို့လဲဆိုတော့လူတန်းစားခြင်းမတူဘူးလေတယောက်နဲ့တယောက်မတူအခုနားထောင်နေတဲ့မောင်ဖြူကတော့ဟိုဘာလဲတသီးသားဖြစ်ကောင်းဖြစ်မယ်အခုနားထောင်နေတဲ့မောင်နီကတော့စင်းရဲသားဖြစ်ကောင်းဖြစ်မယ်အခုနောက်နားထောင်နေတဲ့မောင်စိန်ကတော့ဟိုတာမန်လက်လုတ်လက်စားဖြစ်ကောင်းဖြစ်မယ်တယောက်ရဲ့တယောက်နဲ့တယောက်အသက်တာချင်းမတူဘူးပိုင်ဆိုင်မှုလည်းမတူဘူးအဲ့ဒီပိုင်ဆိုင်မှုမတူညီတဲ့အထဲမှာဖယားသခင်ကပိုင်ဆိုင်မှုမတူချင်းကိုကြည်ပြီးတော့မှဘသူပုံများလဲဘသူပုံနင်းလဲဆိုတော့အဲ့ဒါကိုကြည်တာအဲ့ဒါကိုကြည်တာ တင်းပေါင်းတပေါင်းပိုင်ဆိုင်တဲ့သူတယောက်ကတင်းတရာလာထည့်ပေမဲ့သူ့အတွက်ပြောမယ်ဆိုရင်နည်းနည်းလေးပဲဒါပေမဲ့တပေါင်းပဲရှိတဲ့သူတယောက်ကတပေါင်းလုံးလာထည့်လိုက်တာသူ့အတွက်အကုန်လုံးပဲတာနားလဲလားနားလဲပါစေတော့ဒါကြောင့်ဘေးလူချင်းဆိုတာလေကျွေဝလာမှဘေးလူတယ်ဆိုတာထက်ရှိတဲ့ထဲကနေဘေးလူတာကိုဘုရားသခင်ပို့နေတတ်တယ်ဘုရားသခင်ပို့ကောင်းကြီးပေးမှာမုတ်ဆိုးမရဲ့အလူကိုကျွန်တော်တို့ကသင်ခန်းစာယူပြီးတော့မှရှိသမျှအကုန်လုံးလူရမယ်လို့အသင်းအာရမကျမ်းစာကတုံသင်နေတာမဟုတ်ဘူးနော် ရှိတဲ့ထဲကနေပေးလူတက်ဖို့ကျန်းစာကတုံသင်နေတာရှိလာမှပေးလူမယ်ဆိုတာထက်ရှိတဲ့ထဲကနေပေးလူတက်ဖို့ဘုရားသခင်ပုံမှန်နဲ့တက်တယ်မဟုတ်လို့ရှိရင်တမဟောင်းကျန်းကဘုရားသခင်ကလေအေလိယားကိုတထေသားစီပဲစီလို့တော့မှာပေါ့စင်စားမိလားစင်စားမိလားဘာလို့အေလိယားကိုဘုရားသခင်ကဘာမှမရှိတဲ့မုတ်ဆိုးမစီကိုစီလို့ရတာလဲတိလားတိလားတိလားအဲ့ဒီမုတ်ဆိုးမကိုကောင်းချီးပေးခြင်းလို့ ရှိတဲ့ထရားနဲ့ပေးလူနိုင်သလားဆိုတာမုတ်ဆိုမကိုဆန်းစစ်ခြင်းလို့ယုံကြည်ခြင်းယုံကြည်ခြင်းဆံမွေးဖြေခိုင်းနေတာမုတ်ဆိုမကိုမုတ်ဆိုမကယုံကြည်ခြင်းဆံမွေးအောင်သွားတဲ့အခါမှာတကယ်လုံးဝအရှံပယ်ဖြစ်လာတယ်သူ့တက်တာထဲမှာဟာလေလုယာဒါကြောင့်ချစ်တော်ညီကိုမောင်မမများဒီကနေ့မနေ့တရားဒေသနာကိုစကားတခွန်းနဲ့ပဲညှိကုံချုပ်မယ်ကျွေဝလာမဖယားသခင်ကောင်းကြီးပေးလာမငါထဲ့မယ်ဆိုတာထက်တင်ခုပါရှိလေအဲ့ဒီရှိတဲ့ထရားနဲ့တင်ရဲ့ယုံကြည်ခြင်းအတိုင်းထဲ့ပါရလာမဖယားသခင်ကိုပေးလူမယ်ဆိုတာထက် ရှိတဲ့ထရားနေပေးလူကြည့်ပါ ဖရာသခင်ตาရွေးကောင်းကြည့်ပေးပါလိမ့်မယ်ပေးလူချင်းဆိုတာကိုဘလောက်ပေးလိုက်ပြီဆိုတာထက်ကို့အတွက်ဘလောက်ခြံထားလဲအဲ့ဒါကိုအဓိကဖရာသခင်ကြည့်တယ်ဆိုတာလေသင်နားလေဖို့လိုတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်မများဖရာသခင်ကောကောင်းကြည့်ပေးအောင်ဆုတောင်းပေးပါဆရာရေးကောင်းကြည့်ပေးရင်ပေးလူမယ်ပေးလူမယ်ဆိုတာထက်ရှိတဲ့ထရားနေပေးလူကြည့်ပါဖရာသခင်ကောင်းကြည့်ပေးလိမ့်မယ်လို့ခွန်အားပေးနေနိဂုံချုပ်ပါတယ်သူတို့ကဆုတောင်းရအောင်ယေရှုတင်နေကိုတော့ဒီကနေ့မနက်မှာလဲ ကျွေဝလာမပေးလူမယ်ဆိုတာထက်ရှိတဲ့ထဲကနေပေးလူကြည့်ပါဖះကောင်းကြည့်ပေးမယ်ဆိုတဲ့တရားဒေသနာလေးအပြည့်တန်ရှင်တော်ဝိညာဉ်တော်လင်းပေးတယ်ကျွန်တော်ရဲ့တက်တာထဲမှာရှိတဲ့ထဲကနေပေးလူတက်တော်သူများဖြစ်စီပါကောင်းကြည့်အစ30အစ60အစ100ခံစားရတော်သူများဖြစ်စီပါမိအကြောင်းဂျေဇုတော်ချီးမွမ်းလဲဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမတော်မြတ်အားဖြင့်ဆုတောင်းပါသည်ဖဖះအာမင်တယောက်ချင်းစီတိုင်းကိုဖះရှင်တာပြီးကောင်းကြည့်ပေးပါစေတော့